အကြိုက်ဆုံးပရိကောဟိုငါးပရိကောတယ်နော်ငါးပရိကမကြိုက်လို့တော့မဟုတ်ဘူးငါးပရိကောအကြိုက်ဆုံးပရိကောပေါ့အဲကောင်လေးကတော့ပြီးခဲ့တဲ့ లై ကကျွန်တော်အမီးပြသွားနော်အကွာဝေးကတော့အတူတူပဲဒါ309 9နဲ့304 9နဲ့ပရင်ပြည့်စုံကဒီမှာဒါဆက်ကလန်နာနဲ့မှအဆင်ပြေတာပေါ့နော်ပရင်ပြည့်စုံကတော့ဒီမှာအဲမှာလိုရင်းမဲ့ကျွန်တော်ပြမှာဆိုတော့ဒီဖရိမ်တော့ లై မထောက်တော့ဘူးနော်ဟိုဖြစ်ထားတဲ့ဟာတွေကဒီမှာပဲဟို6နောက်ပိတ် တနေ့ကျော် break to break ပေါ့နော်ဒီကောင်းသုံးလုံးခွန်အိုက်ခွန်ကိုကျွန်တော်တို့ကဒီကောင်းသုံးလုံးခွန်ဖြစ်တယ်ဖြစ်တာနဲ့၃ break မူတင်နဲ့ဒီ၃လုံး၅ဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့အဲ့ဒီမှာ print တဲ့ခါတာအဲ့လိုတဲ့ခါတာအတူတူပဲနော်ဒီမှာ၆တော့ break တနေ့ကျော် break to break ပေါ့နော်ဒီကောင်းသုံးလုံးခွန်အဲ့ဒါကိုဒီ၃လုံးခွန်လို့ပြန်ထည့်တာပေါ့နော်အဲ3 8 4နဲ့5ဖြစ်တာပေါ့ဒီမှာလည်း2ပြိ2ပြိပေါ့ဗျာဇောင်း3လုံးခွန်ဒီ3လုံးခွန်ပေါ့3 break up ဘူးပြီပေါ့နော်3 5 9 2ဖြစ်တာပေါ့ အဲ့လိုမျိုးမနစ်ကထိလောက်လာတဲ့ line ပေါ့နော်အဲ့မှာကျွန်တော်တို့ကဒီဒီ309လေးထွက်တဲ့နေမှာပေါ့နော်309လေးထွက်တဲ့နေမှာပဋိပ္ပအဓိကပြချင်တာဆိုတော့ပဋိပ္ပ3ဖြစ်ဖို့ရဘူးပေါ့နော်ပဋိပ္ပ3ဖြစ်ဖို့ရဘူးသူ့ရဲ့ဒီအနည်း3ချိန်ပါပေါ့နော်ဒီရှေးပေါင်းခြင်းနဲ့အပေါ်ထိတ်နေကို3ဖြစ်တယ်1ရယ်4ရယ်8ရယ်ပေါ့နော်3လုံးပေါင်းခြင်း3အဲ့3ကြောင့်ဒီမှာပြိတ်3ထွက်တာပေါ့နော် အဲ့ဒီ၃ဒီ၃လုံး၃တို့ပြီးပြန်ထည့်ထားတယ်၃ကိုတင်နဲ့၃ပေါ့၁၄၈နဲ့၃ကို၃ကိုတင်နဲ့၃ကိုဒီမှာ၃ညာ၄ကိုနဲ့၃လုံးပေါင်းရင်၃ဖြီတယ်လို့ယူဆတာပေါ့နော်အဲ့ဒါ၃ညာထိတ်နဲ့ပြိတ်၃ပေါ့ဒါသူပေးနေတာကိုပြရတာနော်စင်းရည်အများကြီးရှိတယ်နော်ဒီတိုင်းမှာထောက်ထားတာတွေကဒါကျွန်တော်ဗရိတ်ပဲပြကျင်တာဆိုတော့ဒီလောက်ပဲပြရတယ်ဒီမှာလဲ၃ညထိတ်ပေါ့ဗျာဗရိတ်လေးပေါ့ အဲ့လေးကိုလည်းသူ့ရဲ့အထက်ပေါ့နော်တပင်းတစ်ပင်းသုံးပင်မြောက်မှာဒီထိတ်စီးနဲ့ဒီသုံးလုံးလေးဖြစ်ရမှာသုံးညရဲ့နှစ်နှစ်ရဲ့ဆိုလေးပေါ့နော်အဲ့လေးကိုဒီ၈သုံးသုံးနဲ့လေးပြန်ထည့်တာပေါ့၈သုံးသုံးနဲ့လေးထည့်တာအဲ့လေးထည့်လို့လူစောင်းမှာသုံးညထိတ်နဲ့ပရိလေးကိုထွက်တာပေါ့နော်ဒါဆိုတတိယကံမှာလည်းကျွန်တော်တို့ဒီမှာသုံးညထိတ်နဲ့ဥပမာပေါ့နော်ပရိလေးထွက်ပရိငါးထွက်မယ်ဆိုရင်သူ့ရဲ့တပင်းတစ်ပင်သုံးပင်မြောက်မှာဒီသုံးလုံးက၅လို့ရိုက်ထားတယ်၄ရဲ့၆ရဲ့၅ပေါ့နော်အဲ့၅ကိုဒီမှာ၃၆၆နဲ့ပြန်ပြီးတော့ ငားထားလို့ဒီညမှာတုံညထိုင်တဲ့ဗရင်ငားလို့ယူစတာပေါ့နော်အဲတုံညထိုင်တဲ့ဗရင်ငားကိုကျွန်တော်တို့ကဘာထိုးမလဲဆိုတော့ပေါ့နော်တုံညထိုင်တဲ့ဗရင်ငားဘာထိုးမလဲဆိုတော့သူ့ရဲ့အရှိတရားကတော့တုံညလေးကိုထွက်တယ်တုံညကိုငားထွက်တယ်အဲကျတုံည6ကိုတုံည6ပေါ့နော်သူ့ရဲ့လမ်းစဉ်တိုင်းတစ်ခွက်တော့ရေးရမှာပေါ့အဲဒီမှာကျွန်တော်တို့ကဒီအနီးကပ်ကနေဖြီထားတဲ့ line လေးနဲ့ဆိုတော့ဒီအရွှေ့ဆိုင်လေးနဲ့ရောအဲ့လိုလေးရှိတာနဲ့ဆိုတော့အဲဒီခါလေးလဲထိုးပေါ့ဒီ3လုံး3ပေါ့လေခါ3လုံးเนาะ 1တုံညာ2နဲ့3 4တုံညာ7နဲ့2ပေါ့တက်တက်9နဲ့တက်ပေါ့နော်3 2တက်ပေါ့နော်ဒီမှာတုံညာလို့၄ကဖြီးထားတယ်9တုံညာပြန်လိုက်ကျွန်တော်တို့တုံညာပေါ့နော်အဲ့ဒါကိုဒီနေ့ထဲမှာပြန်ဖြီးနေတာလေးတစ်ချက်ရှိလို့ဒီ1တုံညာ2ဆိုတဲ့3ကို ိုးဖက်ရယ်ခွန်ထက်ရယ်ခွန်ခါရယ်ကိုသုံးလို့ဖြစ်တယ်ဒီပစ်သုံးငန်းနှစ်ဆိုတဲ့သုံးလို့ပေါ့နော်ခွန်ရယ်ခွန်ရယ်ကိုးရယ်ကိုသုံးလို့ဖြစ်တယ်အဲ့တော့၄၃၈ဆိုတဲ့သုံးလုံးပေါင်းရင်းနှစ်က၃ညဖက်ရယ်သုံးထက်ရယ်ရကိုးခါရယ်ကိုနှစ်လို့ဖြစ်တယ်၃ညကိုးသုံးနဲ့နှစ်ပေါ့နော်အဲ့တော့နှစ်ပြီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာ၁၁ကိုးဆိုတဲ့သုံးလုံးပေါင်းရင်း၁ကိုခွန်ဖက်ရယ်၈ထက်ရယ်ရ6ခါရယ်ကိုပြန်ပြီးတော့ကျွန်တော်တို့၁လို့ဖြစ်တယ်အဲ့တော့ကို၃ည၁ဆိုတော့၃လုံးပေါင်းရင်း၁၀ကို ဒီသုံးလုံးပေါင်းကြီး30ဖြစ်ခဲ့မယ်ဆိုရင်တိခါပေါ့ဟုတ်ပြီနော်တိခါဆိုတော့ကျွန်တော်တို့က၄ဘိတ်ထည့်လိုက်ရမယ်၃ညတိ၄ပေါ့ဆိုလိုရင်အဲ့ဒါဆိုရင်အဲ့၄ဘိတ်ကိုရမ်းမထည့်နိုင်ဘူးပေါ့နော်ဒီမှာကျွန်တော်ရှေးပေါင်း30ရှေးပေါင်း9ရှေးပေါင်း8ရှေးပေါင်း9ရိုက်သွားတဲ့ line မှာတဲ့သူကအဲ့မှာပေါ့နော်ဒီနောက်ဘိတ်ကိုကျွန်တော်တို့နှစ်နောက်ဘိတ်ကိုသူကဒီလိုထည့်တာခွန်နှစ်နှစ်နဲ့တိပေါ့နော်ခွန်နှစ်နှစ်နဲ့တိထည့်ထားတယ်၃၉နှစ်၉နှစ် 30လို့ထည့်ထားရဲ့အဲ့30ကိုတစ်ခါပြန်ပြီးတော့တစ်ခါကျွန်တော်တို့2 9 8နဲ့သုံးလုံးပေါင်းခြင်း9ထည့်ထားရဲ့အဲ့တော့ဒီသုံးလုံး4ဖြစ်အောင်ဆိုရင်ဟော sorry ဒီသုံးလုံး8ဖြစ်အောင်ဆို4ပဲပေါ့နော်အဲ3ညာ7လေးတစ်ခွက်ပေါ့နော်အဲ3ညာ9 6နဲ့3ညာ7လေးနှစ်ခွက်ပေါ့ငါပရိ9နဲ့3ညာထိပ်ပရိ9နဲ့ပေါ့နော်ဟုတ်ပြီအဲ့3ညာထိပ်7လေးကိုဘာလို့အဲ့လိုထည့်ပေးလဲဆိုတော့ဒီမှာတစ်ခုရှိတာကခရင်မျိုးပဲကျွန်တော်ပြလိုက် ဒီကောင်လေးကတော့ကျွန်တော်တို့နှစ်ဦးမှာကိုးကားဒီကိုးကားဘရိတ်ရဘရိတ်6ပေါ့နော်အဒီ၄ဘိတ်၃ချိန်မှာ၄ဘိတ်အဲ၄ဘိတ်ဒီတစ်နှစ်ကျော်၄ထိပ်ပေါ့နော်ထိပ်ကြီးနှလုံး၉ဖြစ်တယ်ပေါ့ဗျအဲသူကနေပြီးတော့ကျွန်တော်တို့ဒီ၄ဘိတ်ကနေပြီးတော့တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်မြောက်ကျွန်တော်တို့၉ချိန်မှာတစ်ခါပေါ့နော်အနှစ်ထဲမှာ၅လေးတဲ့ဘရိတ်ကိုးထွက်တယ်ပေါ့ဗျအဲလိုထွက်ပြီးသူ့ရဲ့တစ်နှစ်ကျော်ကကျွန်တော်တို့၁၄ချိန်ကဒီ၄၃၈ဒီသူ့ရဲ့နောက်တစ်နှစ်ကိုထွက်တယ်ပေါ့အဲဒါမျိုးလေးယူဆတာပေါ့နော်အခုလူလူပဲနော်အပေါ်ကြီးထွက်တာတော့မလူတာဒီ ကျွန်တော်ဆက်လေးတရံကဏအတူလေးလေးလဲပါတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီနှစ်ဥမှာတက်ခါတိတက်ခါပေါ့နော်ဘရိတ်ရှစ်ဘရိတ်ချော့ဒီ၃နေမှာ၄ဘိတ်တစ်နှစ်ကျော်၄ထိပ်ဒီ၄ဘိတ်ပေါ့နော်ဒီမှာ၃ညနဲ့၉နဲ့နှလုံးပေါင်းရင်၉ဖြစ်တယ်ကျွမ်းနေပြီတစ်နှစ်နှစ်နဲ့၃နဲ့၄နှစ်မြောက်ကျွန်တော်တို့၉ချိန်မှာတက်ခါပေါ့လေအနှစ်ထဲမှာ940ပတ်လေထွက်တယ်ပေါ့နော်အဲ့တော့အနှစ်ထဲ14ချိန်သူ့ရဲ့တစ်နှစ်ကျော်14ချိန်ကဒီ435ဒီသူ့ရဲ့နောက်တစ်နှစ်မှာ35လေးလို့လိုက်ထွက်ထားတယ်ပေါ့နော် ဒါဆိုဒီမှာတတိယကပ်ဒီခွန်ခါဒီခွန်ခါပေါ့နော်ဗရိတ်၈ဗရိတ်၆၃ညီမှာ၄နောက်ပိတ်ဒီတနည်းကျော်က၄ညံ၄ထိပ်ဒီ၄ပိတ်ပို့လို့ပေါ့ဗျအဲမှာ၃နဲ့၆နဲ့နှလုံးပေါင်းရင်၉လေဒီကနေ့တနည်းနည်းနည်း၃နဲ့၄နဲ့မြောက်၉ချိန်မှာတစ်ခါပေါ့နော်အဲ့ဒီထဲမှာ၄၅၀ပတ်လေထွက်တယ်အဲ့တော့သူရဲ့တနည်းကျော်၁၄ချိန်ကဒီ၃ညာ၄တစ်ဒီဒီဘက်နှစ်ကိုရွှေ့နိုင်တဲ့ကဏ္ဍထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီ၃ညာ၁၄ဆိုပြီးတော့အထိုးကြည့်ပေါ့၃ညာ၁၄၃ညာ၄တစ်ပေါ့ဗျ၄ခါတော့ကျွန်တော်တိတ်မကြိုက်တယ်နဲ့၃ညာ၁၄ပဲရေးထားတာပေါ့နော်ဒါ လေးပိတ်ငါးပိတ်နဲ့ပတ်သက်လို့နော်ငါးပိတ်အဲ့ပြီးရင်ကျွန်တော်တို့ဒီဘက်တော့လက်ဆောင်ပေါ့နော်ပြလို့ရတဲ့အဲ့ဒါပိတ်နှစ်တခုပြပေးပြီအကြဒီကောင်လေးတွေဖြတ်လိုက်မယ်နော်ရှုပ်မှာဆိုလို့အဲ့မှာကျွန်တော်တို့ ဒီကြက်ခါတိုင်းခွာကိုကြောင်ပေါ့နော်တနည်းကြော်မှာဒါတစ်ထိတ်လို့ပေါ်ရင်၉ဘိတ်နဲ့ပေါ်တာပေါ့ဗျအဲတစ်ကူအတွဲလိုက်ပေါ်တာပေါ့ဒီလုံးလုံး၁၀နဲ့ချုပ်ပေါ်တာပေါ့နော်ပေါ်ပြီးရတဲ့သူ့အောင်မှာဒါ၃ဘိုင်ကစားတာပဲနော်၃ညာ၃ညာတွဲမှာကစားတာအဲ့တော့သူ့ရဲ့အောက်တပွဲကြော်မှာတစ်ပရိတ်ထွက်တယ်ဗျတစ်ပရိတ်တစ်ပရိတ်ပေါ့နော်အဲ့တစ်ပရိတ်ဒီဘယ်လိုတက်လဲဆိုတော့ဒီခါတောင်၃လုံး၆၃ညာ၅ဆိုတဲ့တစ်ကူတပင်းကြော်မှာတစ်ပရိတ်ထွက်တယ်ဒီကောင်ပရိတ်ပဲဆွဲပေါ့နော်လူကြီးဖွဲ့ဝင်မခေါ်ဘူးနော်ဘူပရိတ်ကဒီပွဲလဲကျွန်တော်တို့တိမ်ကြိုက်ပြီဗျ ဟုတ်ပြီနော်ဒီ635အထောင်တစ်ပြိတ်ကဒီမှာတစ်ပြိတ်ထွက်တယ်ဒါတစ်ထိတ်လို့ပေါ်တာ ਨੇ အဲဒီတုံးလုံး3ချုပ်ပြီးတော့ဒါ15ကိုထွက်ခဲ့တာပေါ့နော်အဲသူ့ရဲ့တပင်ကြောမှာတစ်ပြိတ်ပေါ်တော့ဒါခါတောင်တုံးလုံးတစ်ကိုဒီမှာတစ်ပြိတ်ရိုက်တယ်ပေါ့အဲ့လိုယူစတာပေါ့နော်ဟုတ်ပြီနောက်တစ်နှစ်မှာကျွန်တော်တို့3ထိတ်စီးလို့စထွက်တာ ਨੇ 3.9နဲ့ပေါ်တာပေါ့နော်ဒီ3လုံးက30ပဲချုပ်တာချုပ်ပြီးရတယ်သူ့ရဲ့အောက်တပွဲကြောမှာ2ခုနှစ်ဒီလေတစ်ပရိတ်ပဲအဲ့တစ်ကလည်းဒီခါတော်လုံးလုံး3.1 3.0ဆိုတဲ့တစ်ကိုဒီမှာတစ်ပရိတ်ပေါ်တာအဲ့မှာ၄တန်ပါတယ်နော်ပေါင်းရင်း၄တန်ပါတယ် နှစ်ခုနှစ်ပါတယ်ငါးခု၄တန်ပါတယ်ဗောနော၄တန်မပြောက်ဘူးဟုတ်ပြီအဲ့ဒါကျွန်တော်တတိယကတ်အနေနဲ့နှစ်ဦးကိုထိတ်လို့ပေါ်ခဲ့ရင်ဗောနော်ဒါစက်ထားတာဗောနော်ဒါနှစ်စမှာကိုကိုလို့ပေါ်တာနဲ့ထိတ်လို့ပေါ်တာနဲ့ကိုအနေပဲပေါ်တာဗောနော်ကိုကိုခွာတာအဲ့တော့ဒီသုံးလုံးက30ပဲချုပ်တာဆိုတော့ကိုခွန်ကိုထွက်တယ်အဲ့ထွက်တာနဲ့သူ့ရဲ့အောက်တပွဲကျော်မှာထွက်တယ်ဒီ3ခု5ဒီဒီခါတော်သုံးလုံး4 6 6ခွန်6ဆိုတဲ့ကျွန်တော်တို့ခွန်ပေါ့နော်ဒီမှာ3 9 5ဆိုပြီးခွန်ပြိထွက်တာပေါ့ ဒါဆိုတတိယကဒီမှာ၈ထိပ်လို့ပေါ်ရင်၈ခုနဲ့ပေါ်တယ်နောက်နှလုံးလှည့်ထွက်လာတယ်ကျွန်တော်တို့တွေ့ဖြစ်ခဲ့တာပေါ့နော်ဒါ၈လေးခုဖြစ်ခဲ့တာထိုးတာ၈လေးခုထွက်တာ၈ခုလေးပေါ့နော်အဲ့မှာမန်လာဖွဲ့တွေကလုံးတွေ့ဖြစ်ကုန်တော့ပေါ့အဲ့မှာအဲ့မှာပေါ်တာနဲ့သူ့ရဲ့အောက်တပွဲကျော်မှာကျွန်တော်တို့ကဒီခါတောင်တုံးလို့၂ခုဒီမှာ၂ပြိတ်လို့ရိုက်ချင်တယ်၂ပြိတ်လို့ရိုက်ချင်တာပေါ့နော်၄တန်လည်းပါရမယ်ဆိုတော့ကျွန်တော်တို့၈ပါတဲ့၂ပြိတ်ဖြစ်ဖို့များတာပေါ့နော် အဲ့လိုလေးယူဆတာပေါ့ဒါနှစ်ဘရိတ်ပေါ့နော်နှစ်ဘရိတ်ကိုကျွန်တော်တို့ကဒီနေ့မှနီးခဲ့တာခွန်ဘရိတ်ပြန်ကြပေါ့ဗျာအဲ့ဒီထဲမှာဒါ line မကောင်းတော့လေးနှစ်စီပေါ့နော်ခွန်ဘရိတ်ပြန်ကြပေါ့အဲ့ခွန်ဘရိတ်ပြန်ကြကြတဲ့နှစ်ထဲမှာ तू ကခွန်နောက်ပိတ်ကိုဒီသုံးလုံး30နောက်ပေါင်းနောက်နှက်ခတ်ပေါ့နော်ခွာ30နောက်ပေါင်းခွန်ပေါ့နှက်ခတ်ဆိုတော့အဲ့နှစ်ထဲမှာ तू ကသူ့အောင်မှာဒီခွန်နောက်ပိတ်ပေါ်တော့ ਨੇ သူ့အောင်မှာ6ထိပ်ပိုင်းကစားတယ်ကစားတာ ਨੇ အဲ့ခွန်ပါပါပေါ့နော်ခွန်ပိတ်ပိတ်လို့ခွန်ပါပါနှစ်ပိတ်လို့ပေါ်ရင်ခါတောင်သုံးလုံး5ပေါ့ အဲ့ဒါရောကုန်တယ်အဲ့လည်းရောနေတာပေါ့နော်အဲ့လိုင်းကရောနေတာဆိုတော့အဲ့လိုင်းကရောနေတာဆိုတော့ပြတော့ပြပေးလိုက်ပါမယ်ပြဘာလို့ဆိုတော့ကျွန်တော်စပြီးပြီဆိုတော့မပြလို့မကောင်းဘူးလေနော်အဲ့တူကဒါပထမတစ်ခါပေါ့အမှတ်ထားနော် complaint နှစ်ခါပြန်ကြကြရတယ်အဲ့ခွန်းနောက်ပိတ်ကိုခွတ်30နောက်နှစ်ခါရိုက်တယ်ရိုက်တာနဲ့သူ့ရဲ့အောက်မှာ6ထိပ်6ထိပ်လို့ရိုက်ပြီးတော့လည်းဒီခွန်းနောက်ပိတ်ကြောက်အဲ့နှစ်ထဲမှာ နှစ်ပိတ်လို့ခွန်ပါပါပေါ်ခဲ့ရင်ခါတော်တုံးလုံးငါအိုက်ငါကဘယ်မှာပရိငါထွက်လဲဆိုတော့သူ့ရဲ့နောက်တနည်းမှာခွန်ပိတ်လို့ပေါ်ရင်ကိုးနဲ့ငါနဲ့နှလုံးပေါင်းချင်း၄တယ်ကိုးခါသည်ရှေးပေါင်းကိုးပရိလေးထွက်တယ်ထွက်တယ်နဲ့သူ့ရဲ့အောက်တပွဲကြုံမှာပရိငါလို့ထွက်တယ်၈၁၆ပရိငါထွက်တယ်ပေါ့နော်ဒါတကက်ပြီးပြီပေါ့နော်ဒါနှစ်ပရိကိုမကြိုက်မှဆိုလို့ပြပေးလိုက်တာအဲ့မှာကျွန်တော်အခြား site တွေရှိသေးတယ်ရှိသေးတယ်ဆိုတာကျွန်တော်တို့အကြောင်းမဲ့ပြောတာမဟုတ်နော်ရှိသေးတယ်ဆိုတာရှိသေးလို့ပေါ့အဲ့မှာဒုတိယကက် ိုင်မှာအိုက်နစ်ထဲမှာ136 136ပြန်ကြ break ခွန်နှစ်ခါကြရတယ်ပေါ့နော်အိုက်နစ်ထဲမှာသူကခွန် break ကိုဒီသုံးလုံးခွာငါပေါ့ဗျဒီနောက်ခက်နောက်ပေါင်းသုံးပေါ့ရိုက်တာနဲ့သူ့အောက်မှာ6ထိပ်ပဲအိုက်နစ်ထဲမှာနှစ်ပိတ်လို့ပထမဆုံးပိတ်တာနဲ့ခါတောင်သုံးလုံး6အဲ့6ကသူ့ရဲ့နောက်တစ်နှစ်ပထမဆုံးခွန် break လို့ပိတ်ရင်တင်းနဲ့နှင်းနဲ့နှလုံးပေါင်းရင်သုံးတယ်တစ်ခါစီရှေးပေါင်းတင်းနဲ့ break သုံးလုံးအောင်တယ်၄ break သုံး break အောင်အောင်ပြီးတာနဲ့သူ့ရဲ့အောက်တစ်ပွဲကျော်မှာ break 6လို့ပဲရိုက်တယ်ဟုတ်ပြီနော် အဲရှင်းတော့ရှင်းမယ်ထင်တယ်ဒီခါတော့အကုန်လုံး6ယောက်ဒီမှာပရိတ်6ထွက်တယ်ခွန်နောက်ပိတ်ရဲ့အောက်နှစ်ပွဲချုံမှာဗောနော်ဒီမှာလည်းခွန်နောက်ပိတ်ရဲ့အောက်နှစ်ပွဲချုံမှာဟုတ်ပြီအဲ့တော့အဲ့ကျွန်တော်တတိယကက်လေအဲ့နှစ်ထဲမှာဒါ6ခွန်နှစ်6ခွန်နှစ်ပြန်ကြရတယ်ဗောနော်ခွန်ပရိတ်ပြန်ကြရတယ်အဲ့နှစ်ထဲမှာလည်းဒီမှာခွန်ပိတ်ကိုခွာပေါင်းချင်း1နောက်နှစ်ခတ်လို့ရိုက်တယ်ခွာပေါင်းချင်း1နောက်ပေါင်း8ဗောနော်နှစ်ခတ်ဆိုတော့သူ့အောင်မှာ6ထက်ရိုက်တယ်ရိုက်တာနဲ့ခွန်ပါပါနှစ်ပိတ်လို့ပေါ်လိုက်တာနဲ့ခါတော့အကုန်လုံးခွန်မယ်1.5ဒီခွန်အဲ့ခွန်ကြောင့်သူ့ရဲ့နောက်တစ်နှစ်မှာ ပထမဆုံးခွန်ပိတ်လို့ကြာရင်ဒီခါနဲ့ထိတ်နဲ့ခါနဲ့အပိတ်နဲ့နှစ်ဖြစ်တယ်6ခါဒီရှေပေါင်း6နဲ့ဗရိတ်နှစ်လို့ထွက်တယ်ထွက်တာနဲ့သူ့ရဲ့အောက်တပွဲကျော်မှာခါတောင်၃လုံးခွန်ကဒီမှာဗရိတ်ခွန်လို့ထွက်တယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်စရုပ်ရကဒီမှာလဲ395ကဗရိတ်ခွန်ဒီဗရိတ်ခွန်ပြန်ကြားကြတယ်ဗောနော်အဲ့ဒီနေ့ထဲမှာလဲဒီခွန်ပိတ်ကိုပထမဆုံးခွန်ပိတ်ကိုဒီခွာပေါင်းရင်း၅ဒီနောက်နှက်ခက်ဝင်နေအဲ့တော့၈၆ခွန်ဗောနော်ပြောရမှာလဲ၆ထိပ်ဒီပိုင်းကစားတယ် အိုက်ခွန်ပါဝါနှစ်ပိတ်လို့ပေါ်ရင်ခါသုံးလုံးနှစ်ဖြစ်တယ်ခါသုံးလုံး636နှစ်ဖြစ်တယ်အဲ့နှစ်ဖြစ်လို့ကျွန်တော်တို့ကဒီနှစ်ထဲမှာဒီကပထမဆုံးခွန်ပိတ်လို့ပိတ်တာနဲ့ခွန်နဲ့လေးနဲ့နှလုံးပေါင်းချင်းတစ်ခွန်ခါတီရှိပေါင်းခွန်အဲ့မှာဆယ်ွက်စီးအောင်လေတချို့ပေါက်တယ်ဆိုတော့အဲ့ဒါကိုပြောတာဗောနော်အဲ့မှာကျွန်တော်တို့ကဒီခွန်နောက်ပိတ်ရိုက်တာနဲ့ဒီခွန်ခါနဲ့လေးပိတ်နဲ့နှလုံးပေါင်းချင်းတစ်အဲ့ခွန်တီရှိပေါင်းခွန်အဲ့မှာရှစ်ကိုလေးတော့အောင်သွားတယ်ဒါပေမဲ့ကျွန်တော်က၃ညခွန်လေးနဲ့ခွန်၃ညလေးနဲ့၅နှစ်လေးနဲ့အော်ဒီထုတ်ပေးတာ site ကတော့ကျွန်တော်ပြပေးလိုက်တယ်ဆဲကွက်အဲ၄ဘိတ်နဲ့ break ပြစ်ထွက်ရင်လုံနေလို့ပဲသူတို့ပြောပေးလိုက်တာပေါ့နော်ကျွန်တော်ဆဲကွက်ထိုးလို့တော့မခိုင်းဘူးဘာလို့ဆိုတော့ကျွန်တော်အခြားကဏ္ဍလည်းရှိသေးတာဆိုတော့ကဏ္ဍများမှာဆိုလို့တချို့ပေါက်တယ်ပေါ့နော်အကွန်များများထိုးတဲ့သူပေါက်တယ်ကျွန်တော်ကတော့မပေါက်ဘူးအဲ၃ခွက်ပဲရွေးထိုးတာဖြစ်ဒီအတွက်ဟုတ်ပြီအဲသူ့ရဲ့အောက်တပွဲကျော်မှာကျွန်တော်တို့ကဒီနေရာမှာ break နှစ်ထွက်မှာလာပေါ့ဒါက break နှစ်ဒီခါးသုံးလုံးထောင်ခဲ့တဲ့နှစ်ဘိတ်လို့ဘိတ်တာနဲ့ခါးသုံးလုံးထောင်ခဲ့တဲ့ကျွန်တော်တို့နှစ်ခုဒီမှာ break နှစ်ဒါရိုက်မှလာပေါ့နော်အဲ break နှစ်ကိုဒီနေရာမှာကျွန်တော်အကြိုက်ပေါ့လေ အကြိုက်က2မျိုးပေါ့2မျိုးကတော့ကျွန်တော်အဖွဲလေးပေးတယ်2မျိုးကတော့ဒါ line ပေါ်မှာပြပေးတယ်ပေါ့နော်ဟိုဘယ်လိုမှတော့မအောင်မင်းနဲ့ဘာလို့ဆိုတော့ဒီ၄ပြိတ်တို့ပြီးခဲ့တဲ့ပွဲကကျွန်တော် line ပေါ်မှာပြပေးတယ်၄ပြိတ်၅ပြိတ်နဲ့ပြိတ်လေးဆယ်ကွယ်ထိုးတဲ့သူတွေတွေ့ရတယ်ဒါပေမဲ့ကျွန်တော်မှန်ပါတယ်မှာ၄ပြိတ်တခွမှမထည့်ခဲ့ဘူးအဲ့လိုမျိုးပေါ့နော်ဟိုရွေးလိုက်တဲ့နေရာမှာကိုဆုံးရချက်ကဟိုအဖွဲအတွက်ရောဒီပိတ်သက်တော့ကော50 50ပဲ blue ball မှာမပူဘူးပေါ့နော်အဲဘက်ကထွက်မယ်ဆိုတော့လည်းကျွန်တော်မသိဘူးအဲ့တော့တော့ကြာမလုံးပေးသလိုဖြစ်မှာဆိုလို့ ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဗရိတ်နှစ်တော့ရပြီဗောနော်ဗရိတ်နှစ်ကိုကျွန်တော်တို့ကြည့်အောင်ဘယ်လိုကြည့်မလဲဆိုတော့ပြီးခဲ့တဲ့ line မှာလည်းကျွန်တော်ပြခဲ့ပြီလေတုံညာထိပ်ဗောနော်ဒီမှာနှစ်ဦးမှာ6ထိပ်ရှင်းတော့မြင်တော့မြင်လာပြီเนาะ6ထိပ်3တုံညာ6ဗောနော်တုံညာခါပိုင်နဲ့3တုံညာအတွဲနဲ့အဲ6ဗရိတ်ရောင်သူ့ရဲ့နောက်တင်းမှာ power core နဲ့ brake ကိုထွက်တယ်ထွက်တာနဲ့သူ့ရဲ့တနည်းကြော်မှာဒါရှစ်ခါတိုင်းနဲ့ခွာသုံးပေါ့လေရှစ်ခါတိုင်းနဲ့ခွာသုံးလို့အဲ့နှစ်ထဲမှာတုံညာ3ခွာတစ်ခွက်ပြန်တော့ထွက်တယ်ပေါ့တုံညာနဲ့3နဲ့ ခွာသုံးရိုက်ခဲ့တဲ့ကဏ္ဍတစ်ခွက်ကအဲ့ဒီထဲမှာပြန်တော့ထွက်တယ်ဒီမှာထွက်တာပေါ့နော်ထွက်တာနဲ့သူ့ရဲ့အောင်မှာနောက်ပိတ်ထောင်သုံးလုံး36နှစ်ဆိုတဲ့အထောင်ကသူ့ရဲ့နောက်တစ်နှစ်မှာရှေးပေါင်း9နှစ်363နှစ်လို့ထွက်တယ်ထွက်တာနဲ့သူ့ရဲ့အောင်မှာတုံညာထိတ်ကအော်တိုပဲဒီကခွာသုံးကြောင့်ဒီမှာတုံညာထိတ်ရိုက်တဲ့နေရာမှာဒီသုံးလုံး9ဖြစ်ရမှာအော်တော်ဒီ3ဖြစ်ရမှာ၄ရဲ့တုံညာရဲ့3ရဲ့9ဖြစ်ရမှာအဲ့လိုဖြစ်တာနဲ့သူကခါတော်သုံးလုံးကို6လို့ရိုက်တယ်။တုံညာရဲ့8ရဲ့တုံညာရဲ့3ရဲ့3ရဲ့သုံးလုံးပေါင်းရင်း6ဖြစ်တယ်ပေါ့နော်။ ဖြစ်ပြီးတာနဲ့ဒီ၃လုံး2လို့ချုပ်တယ်ဗျအဲ့တော့၃ည၃လေးဆိုတဲ့ခဏတကွဒီမှာထွက်တယ်လို့ယူဆတာပေါ့နော်ဟုတ်ပြီနော်နားတော့နားလည်းမထင်နဲ့ဒီခါတော့၃လုံး6ကကျွန်တော်တို့ဒီမှာဒီ၃ည6က6ကိုပြန်ဖြည့်ကျင်တာပေါ့နော်ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီမှာ2ဥမှာ၃ည8စီခွာ30ပေါ့နော်၃ည5ပိုင်းနေတဲ့၃ည6တော့သူရဲ့နောက်တွင်းမှာတဲ့၃ည8ရောက်ပါဝါကွာနဲ့ဘရိတ်30ဆိုပြီးတော့၅၃ည5ဒီမှာထွက်တယ်ပေါ့နော်မွေးသေးပဲအောင်တယ် အဲ့လိုရပြီးတာနဲ့သူ့ရဲ့တနှစ်ကျော်မှာသူကရှစ်ခါတဲ့ငယ်တဲ့ခွန်ခါပေါ့ဗျအဲတုံးတုံညာအခွာပဲအဲ့တော့ဒီတုံးတုံညာခွာတဲ့ကဏ္ဍပြန်တော့ဆိုတော့လေအဲ့ကဏ္ဍကပြန်တော့ထွက်တာပဲကျွန်တော်တို့ဒီမှာပေါ့နော်အဲ့လိုထွက်တာနဲ့သူ့ရဲ့အောက်မှာထောင်ထားတဲ့ဒီရှစ်နှစ်နဲ့ဆိုတဲ့အထောင်ကသူ့ရဲ့နောက်တစ်နှစ်မှာခြေပေါင်း30နဲ့လိုက်ထွက်တာထွက်တာနဲ့သူ့ရဲ့အောက်မှာတုံညာထိတ်ကအော်တိုပဲအော်တိုရိုက်ဖို့ရအောင်လေဒီမှာခွာပေါင်းရင်းသုံးမလို့ဒီမှာ၈ရ9ရကိုသုံးခံတယ်ပေါ့ဗျာဒီတုံညာထိတ်နဲ့ပေါင်းလိုက်တော့ သုံးဖြစ်သွားတာပေါ့အဲ့ဒါဟိုမှာကျွန်တော်တို့က6ပြီးတော့ခါကိုဒီသုံးလုံးကခွန်လို့ထည့်တယ်ဗျာ920နဲ့ခွန်ထည့်တာပေါ့နော်ခွန်ထည့်ပြီးတော့ဒီ8ရေ9ရေအဲ8နှစ်နှစ်နဲ့သုံးလုံးပေါင်းခြင်းက2ဖြစ်တာပေါ့နော်အဲ့ဒါ3ည3ည2ထွက်တယ်ပေါ့အဲ့လိုမျိုးယူဆတာပေါ့နော်နှစ်တရားလည်းအကြောင်းမဲမဟုတ်ဘူးအဲ့နှစ်တည်းမှာသူကဒီ16ကြိမ်မှာပြိတ်နှစ်တည်းပဲ16ကြိမ်မှာပြိတ်နှစ်တည်းပဲ ီမှာဆိုလဲကျွန်တော်တို့ဒီမှာတတိယကအနှစ်ဥမှာတစ်ထည့်ရိုက်လို့၃ညာခါပိုင်ဒီနေပဲ၃၈အခွာပေါ့နော်အဲ့လိုရိုက်တာနဲ့သူ့ရဲ့နောက်နေမှာပါဝါကွန်းနဲ့ဗရိတ်တစ်ဆိုတော့ဒီမှာ2ခွန်နဲ့ထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့တစ်နှစ်ကျော်မှာဒါ6ခါတိုင်းနဲ့ခွာသုံးဆိုပြီးဒီမှာကျွန်တော်မန်မာတွေရောအဖွဲတွေရောပေါက်ကြတယ်နော်လိုင်းဘောပိတ်သက်တွေလည်းအဲ့မှာပေါက်ကြတယ်တော်များများပေါက်တယ်ပေါက်ပြီးတာနဲ့ကျွန်တော်တို့ကပေါက်ပြီးတာနဲ့ထွက်ပြီးတာနဲ့ဒီ၃ည၃ခွကဏန်းတစ်ခွပြန်တော့ဆိုတော့ဒီ၆၃ည၃မှာပြန်တော့ထွက်တယ်။အဲ့မှာလည်းရပါတယ်နော်တော်များများ။ ပြန်ကြရတယ်ဟုတ်ပြီ၃ည၃ခွခွာတာနဲ့သူ့ရဲ့အောက်က9 6 3ဆိုတဲ့အထောင်ကသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာ9 6 3လို့ထွက်တယ်ပေါ့နော်ထွက်တာနဲ့သူ့ရဲ့အောက်မှာထွက်မဲ့ကဏ္ဍဒီတာ၃ည ठ ိတ်ပေါ့ဗျာ၃ည ठ ိတ်ထိတ်တာနဲ့ဒီကခွာ၃ကြော့ဒီမှာ၈ရယ်၄ရယ်၃ညရယ်မှာ၃ဖြစ်မှာအဲ့တော့၃ည ठ ိတ်ခါးကလည်းဒီမှာ၁ရယ်၉ရယ်၈ရယ်အတွက်၈ခါးနှစ်ပိတ်ဆိုတော့3ည8လေးပေါ့နော်ဒီ3လုံးကလည်းနှစ်ဖြစ်အောင်4ပိတ်အဲ့မှာလည်းကျွန်တော်တို့ရှစ်ခါးကထည့်လို့ရတာပေါ့နော်ရှစ်ခါးနဲ့ပေါ့ i shit လေးဘက်ကလည်းဆွမ်းနာရီကနေတက်သွားတဲ့ line မှာရှိတယ်ဒီ၃လုံး shit ဒီ၃လုံးက9ဒီ၃လုံးက30ဒီ၃လုံးက7အဲ့ဒါကိုဒီမှာ8ရက်9ရက်10ရက်6ရက်4ရက်10ရက်6ရက်9ရက်3ရက်9ရက်6 8ရက်8ရက်3ရက်မှာ6ဖြစ်မှာအဲ့တော့3ရက်8လေးမော်ရယ်3ရက်8လေးပေါ့နော်နှစ်ပလိနဲ့ပတ်သက်လို့ဟို၄တန်ပါမှာဆိုတော့ကျွန်တော်တို့ကနှလုံးပေါင်းခြင်းလေးကို6 6နဲ့ လွယ်တယ်ကျွန်တော်တို့ရှစ်တလုံးပါသွားတော့တာဗောနော်အဲ့တော့ရှစ်ခါတိုင်းငယ်ပရိနှစ်လိုပဲမှတ်ထားလိုက်ပေါ့လေးတန်ပါအောင်မှာဆိုတော့အဲ့ဒါပရိနှစ်ပေါ့နော်ပရိနှစ်ကောမှကျွန်တော်တို့နတ်ခတ်တွေပါဝါတို့ကြိုက်တယ်ဆိုရင်တော့ဒီမှာလည်းရှိသေးတယ်ဒီမှာနှစ်ပိတ်မှာကျွန်တော်တို့ရှင်းနောက်ပိတ်ရှေ့ပေါင်းရှစ်ပရိတ်6ပေါ့နော်။ဘာလို့တနည်းနည်းနည်း3နှစ်ကျော်လိုက်လိုရင်းပေါ့ဗျာ။တနည်းနည်းနည်း3နှစ် ၄နှစ်ကျော်မှနော်တနေ့နေ့၃နှစ်၄နှစ်တနေ့နေ့၃နှစ်၄နှစ်ကျော်လိုက်အဲ့နှစ်ထဲမှာသူကကျွန်တော်တို့ဒီမှာပြစ်ပရိတ်ဖမ်းနေနေမှာပေါ့နော်ဒါပြပေးတာပါဒီမှာဘရိတ်ကိုဘရိတ်ကိုနှစ်ချက်ရိုက်တယ်ဗျရိုက်တာနဲ့သူ့အောင်မှာဒါ၈ပရိတ်ပဲမူတည်ထွက်တာနော်အဲ့၈ကဒီနောက်ပိတ်ထောင်သုံးလုံး၈ကြောက်ဒီမှာ၈ပရိတ်၄ပါပရိတ်၈ထွက်တာအဲ့လာပြီးတော့ကျွန်တော်တို့ကအဲ့နှစ်ထဲမှာ၅ချိန်မှာသူကနောက်ပေါင်းကိုသုံးချောင်းနဲ့ပဲကိုးတယ်ကိုးတာနဲ့ဒီဘရိတ်နှစ်ကြောက်နှစ်ရက်နှစ်ခက်၄ပရိတ်ရိုက်တယ်ဒါလိုရင်းပေါ့နော် ီမှာကျွန်တော်တတိယကတ်ဒုတိယကတ်ဒီမှာရှေးပေါင်းရှင်းနောက်ပဲပေါ့နော်သူကနေတနေ့နေ့နေ့၃နှစ်၄နှစ်ကျော်လာသူရဲ့နောက်တနေ့မှာကျွန်တော်တို့ရှစ်ပရိတ်နှစ်ချက်ဒီမှာထပ်တယ်ပေါ့နော်ထပ်တာပဲထပ်တာနဲ့သူရဲ့အောက်မှာရှစ်ပရိတ်ရိုက်တယ်ရိုက်တာလည်းဒီသုံးလုံးရှစ်ကြောင့်ရှစ်ပရိတ်ရိုက်တာဟုတ်ပြီနော်အဲ့ဒီထဲမှာလည်းသူကဒီ၅ချိန်မှာနောက်ပေါင်းက၆၃နဲ့ပဲကိုးတာပဲကိုးပြီးတာနဲ့ဒီခွန်မကြောင့်ခွန်နက်ခတ်၃ညပရိတ်ထွက်တာ YouTube ကနေလည်းဒီကဏ္ဍနေပဲလွန်မှာပါနော် ဒါဆိုကျွန်တော်ဒီမှာတတိယကတ်ဒီမှာ၈နောက်ပဲရှိပေါင်းရှိဗရိတ်၆ထွက်တယ်။ဒီကနေ့တနေ့နနေ့၃နေ့၄နေ့ကျော်လိုက်ပေါ့နော်။ဒီဘက်နှစ်မှာကျွန်တော်တို့ဗရိတ်ခွန်၂ချက်ထပ်ရမှာပေါ့ဗျာ။ဒီမှာဗရိတ်ခွန်၂ချက်ထပ်တယ်။ပထမက၉ဗရိတ်ဒုတိယက၈ဗရိတ်တတိယဒီမှာဗရိတ်ခွန်၂ချက်ထပ်တယ်။ထပ်တာနဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့ဗရိတ်၈ယူထိုးရင်ငွဲမှာလို့ပဲထင်တာထင်တဲ့အတိုင်းပဲဒီသုံးလုံးကပြစ်ဖြစ်လို့သူ့ဘေးမှာ၄ပါတဲ့ဗရိတ်ကြီးပေါ့နော်။အဲဒီ၄ပါတဲ့ဗရိတ်ကြီးထွက်တယ်။နောက်ပြီးတော့ကျွန်တော်တို့ ငါးချိန်မှာက63နောက်တွဲပဲရိုက်တယ်နောက်ပေါင်း9ပေါ့ဆိုလို့ရင်အဲ့တော့ဒီ break လေးဒီ၄ရက်နှခံနှစ် break ဒီမှာကြာမှာလားပေါ့အဲ့ဒါမျိုးလေးယူဆတာပေါ့နော်ဟုတ်ပြီနော်အဲ့ပြီးတော့ကျွန်တော်၄6နဲ့တကွပြဖို့ရှိတယ်၄6နဲ့၄6နဲ့ကိုတော့ကျွန်တော်ဒီ land နေယူထားတယ်ကျွန်တော်လူရင်းပဲပြပါတယ်ကောင်းပါတယ်တစ်နောက်ပိတ်၃ထိပ်စီဘူပထိပ်ပေါ့နော်ထိပ်စီ၃လုံး9000နဲ့ ူကနေပြီးတော့ကျွန်တော်တို့ဒီ36တက်ကနေပေါ့နော်တနည်းနည်း3နှစ်ကျော်4နှစ်မြောက်2ဦး2ကြိမ်မှာသူကနေဆိုတနည်းနည်း3နှစ်4နှစ်5နှစ်မြောက်ပေါ့နော်တနည်းနည်း3နှစ်4နှစ်5နှစ်မြောက်ကျွန်တော်တို့2ကြိမ်မှာသူကတုံညာပါတဲ့ပရိတ်ကူးထွက်တယ်ဒါပေမဲ့အဲ့လောက်နဲ့ပြလို့မစင်မပြတော့ဘူးပြဓာတ်ရည်မလဲပဲနေမယ်အဲ့ရဆွဲပြီးထားတာပဲပြလိုက်မယ် ဆွဲထားတာပဲပြလိုက်မယ်အဲ့ကြရေရတာလည်းလိုရတယ်ကျွန်တော်တို့ဒီမှာ3 take 1ပိတ်ဘူပရိတ်3ရှစ်ရှစ်နဲ့ဒိတ်စီ3လုံး9000နဲ့သူ့ဆောင်မှာပရိတ်နှစ်ထွက်တယ်ထွက်ပြီးတာနဲ့လူကနေပြီးတော့တနှစ်ကျော်လိုက်ပေါ့နော်တနှစ်ကျော်လိုက်အဲ့နှစ်ထဲမှာသူကပထမဆုံး9ထိပ်စီးလို့ထွက်ရင်ဒါပထမဆုံးပေါ့နော်9ထိပ်စီးလို့ထွက်ရင်သူ့ဘေးမှာ3ညပါပရိတ်လေးထွက်တယ်အဲ့ပရိတ်လေးဒီတနှစ်ကျော်ကလာတယ်ခဏဟုတ်ပြီနော်အဲ့ပြီးတော့အဲ့နှစ်ထဲဒါကျွန်တော်တို့ 6ကြိမ်မှာ6ပြည့်ရှိတွဲရိုက်တယ်ကျွန်တော်3ကြိမ်မှာ9ပိတ်ရိုက်တယ်9ပါဝါကို8ကြိမ်မှာ4ပိတ်ပိတ်တယ်နောင်း3လုံး8နဲ့ရိုက်တယ်ဟုတ်ပြီနော်ဆောင်း3လုံး8နဲ့ရိုက်တယ်အဲ့လိုရိုက်ပြီးတာနဲ့ကျွန်တော်တို့ကသူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့တုံညာခါတိုင်းနဲ့ပဲဒီ9ကြိမ်မှာဇောင်းပရိတ်ရိုက်တယ်ဟုတ်ပြီနော်ဇောင်းပရိတ်ရိုက်တယ်ရိုက်ပြီးတာနဲ့သူကနေပြီးတော့နောက်တစ်နှစ်ပေါ့အပေါ်တွေပဲသွားတော့တာနောက်တစ်နှစ်မှာကျွန်တော်တို့2ကြိမ်မှာ ၃ညပါတဲ့ break ကိုထွက်တယ်။ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တနေ့ပထမဆုံး၅ထိတ်လို့ကြာတာနဲ့သူ့ရဲ့အောက်မှာထွက်တဲ့၄၃၈ဆိုတဲ့ကဏ္ဍကသူကနေပြီးတော့တနေ့နှစ်နှစ်ကျော်၃နှစ်မြောက်ကလာခဲ့တဲ့အကွက်ရွှေ့ဒီ၈၄၃အဲသူဘေးမှာထွက်ထားတဲ့ကဏ္ဍဒီသူ့ရဲ့ဘေးနဲ့ကလာတဲ့ကဏ္ဍဖြစ်ရမယ်။၆၆ခွန်ဒီသူ့ရဲ့နောက်တနေ့မှာ၆ခွန်၉လို့ထွက်တဲ့ရင်ဆိုင်ကကဏ္ဍကိုဒီမှာ၅ထိတ်စီပထမဆုံး၅ထိတ်စီရဲ့အောက်မှာလိုက်ထွက်တယ်လို့ယူဆတာပေါ့နော်။အဲ့တော့၄၃၈ပြပေးတာ။ ဒီမှာလည်းကျွန်တော်တို့လေးထိပ်ပြစ်ပိတ်ဂူပရိတ်၃ထိပ်ပြီးတော့လေးထိပ်ထိပ်သီး၃လုံးကိုသူ့သောင်းမှာပရိတ်နှစ်ပြောရနေပြီတစ်နှစ်ကျော်လိုက်ပေါ့နော်ပထမဆုံး၅ထိပ်စီဒီမှာကြာတော့ပေါ့နော်၅ထိပ်စီကြာတယ်ပထမဆုံး၅ထိပ်စီပေါ့သူ့ရဲ့ရင်ဆိုင်မှာထွက်တဲ့၃ညနှစ်နှစ်ဒီတစ်နှစ်ကျော်က၃ညပါပရိတ်လေးဖြစ်ရမယ်ဟုတ်ပြီနော်အဲ့နှစ်ထဲမှာလည်းသူက၃ချိန်မှာ၈ပိတ်ပေါ့ဗျာ၈ပိတ်အဲ့နှစ်ထဲမှာ၆ချိန်မှာ၁၆ရှည်တွဲနောက်ပြီးတော့ကျွန်တော်၈ချိန်မှာ၃ပိတ်၈ပါပါ၃ပိတ်ဇောင်း၃လုံး၈လို့ထိုးတယ်ဟုတ်ပြီနော် အဲ့လိုရိုက်တန်နေတဲ့သူကနေပြီးတော့တစ်နှစ်ကျော်လိုက်ပေါ့ဗျာဒီနှစ်ကြိမ်မှာ၃ညပါတဲ့ break ကိုထွက်တယ်ထွက်ပြီးတော့ねသူ့ရဲ့နောက်တစ်နှစ်မှာပထမဆုံး၅ထိပ်လို့ဒီမှာ၅၆လေးထွက်တာပေါ့နော်ထွက်တာ ਨੇ သူ့ရဲ့အောက်မှာထွက်တယ်ဒီ၅၅လေးဒီသူကနေတစ်နှစ်နှစ်နှစ်ကျော်ကလာခဲ့တဲ့ကနန်းပေါ့ဗျာဒီမှာ၄၅လေးပေါ့၅၄၅အဲ့လိုထွက်တဲ့နေရာမှာသူ့ရဲ့ဘေးမှာထွက်ထားတဲ့ဒီနှစ်၆လေးဒီသူ့ရဲ့ဘေးနှစ်ကထွက်ထားတဲ့ကနန်းပေါ့နော် sorry ဒီမှာ ီ၄နှစ်၆ဆိုတဲ့ကဏ္ဍကိုနောက်တစ်နှစ်ကိုရွှေ့ပြီးသူ့ရဲ့ရင်းတိုင်းကကဏ္ဍလို့ယူဆတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ငါးငါးလေးလို့ထွက်တယ်လို့ယူဆတာပေါ့နော်ဒီမှာတတိယကဒီမှာငါးထိပ်စီးတင်းနောက်ပိတ်ဘူပိတ်ငါးကုန်းငါးထိပ်စီးလုံးလုံး၉ထောင်နဲ့သူ့တောင်းမှာပြိတ်နဲ့ရိုက်တယ်ယူရနေပြီးတစ်နှစ်ကျော်လာရင်ပထမဆုံးငါးထိပ်လို့ရိုက်ခဲ့ရင်သူ့ရဲ့ရင်းတိုင်းမှာထွက်တဲ့၉၃ညာ၅ဒီတစ်နှစ်ကျော်က၃ညာပါပြိတ်လေးအဲ့တော့ဒက်တူတူဖြစ်တယ်ဟုတ်ပြီနော်အဲ့မှာလဲသူက၃ချိန်မှာခွန်ပိတ်၉၈ခွန်ပေါ့နော်အဲ့ခွန်ဒီခွန်ပါွား ဒါ6ချိန်မှာတော့61ရှိသေးတယ်ပေါ့ဗျာအဲ့မှာကျွန်တော်တို့ခွန်းပါဝါကို8ချိန်မှာနှစ်ပိတ်လို့ပို့တယ်ဇောင်း3လုံး8ခတ်တယ်ခါပြီးတော့သူ့ရဲ့တစ်နှစ်ကျော်မှာဒါသူ့ဇောင်းမှာလည်း3ညပါတဲ့တည်းဗရိတ်တူဗရိတ်ပေါ့ဗျာဒါလည်းထားလိုက်တော့ပြီးသွားတာဆိုတော့သူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့3ညပါတဲ့ဗရိတ်ကို2ချိန်မှာထွက်တယ်ထွက်ပြီးတော့သူ့ရဲ့နောက်တစ်ချိန်မှာပထမဆုံး9ထိပ်စီးလို့ထွက်ထားခြင်းကြောင့်သူ့ရဲ့အောက်မှာထွက်တဲ့ကနန်းဒီအကွက်ရွှေ့နေဆိုသူ့ရဲ့2နှစ်ကျော်ကကနန်းဆိုရင်ကျွန်တော်ဒီကနန်းကို နှစ်ပရိတ်ကိုသွားပြီးမြင်တာပေါ့နော်ဘာလို့မြင်လဲဆိုတော့သူ့ဘေးမှာထွက်ထားတဲ့နှစ်ခုနှစ်ဒီသူ့ရဲ့ဘေးကနှစ်ခုနှစ်ကိုဒီဘက်ကိုကူးထားတယ်အဲ့လိုရင်ဆိုင်ရကနန်းလို့ယူဆကြည့်တာပေါ့နော်နောက်ပြီးတော့အဲ့နှစ်ထဲကဒီနှစ်ငါးရှစ်ဒီဒီဘက်နှစ်မှာနှစ်ငါးရှစ်လို့ထွက်ထားတာနှစ်ကွက်ပဲရှိတယ်သူ့ဘေးရကနန်းဆိုလည်းဒီ၈၃၅ကိုလည်းကြိုက်ရင်၃၈၅လို့နည်းနည်းထိုးကြည့်ပေါ့အဓိကတော့ဒါ၄၆နှစ်ကိုပြတာ၄၆နှစ်ထွက်မှထွန်ရလာနိုင်မှာဆိုတော့၄၆နှစ်ကိုဒီပွဲမှာနည်းနည်းလေးသဘောကျတယ်ပေါ့နော် ဲသဘောကြတဲ့ဆိုတာနှစ်ပရိနဲ့ပတ်သက်လို့3.4နဲ့ဒါ4.6နဲ့အဲ့နှစ်ကွက်ကိုအဓိကကြိုက်တယ်ပေါ့ဗျာအခြားပရိနှစ်ကဏ္ဍကြိုက်တဲ့စီရင်လေထိုးပေါ့ပရိနှစ်ကိုနော်